မကွေးတိုင်းဒေသကြီးမကွေးခရိုင်အတွင်ရွာသွန်းလာတဲ့မိုးရေများကိုမြေအောက်မှစူဆောင်းတူလောင်ပြီးမြေအောက်ရေမြင့်တက်လာမှုနဲ့အတူတောက်သုံးရေအပြင်စဖိုးဆောင်တိနဲ့စိုက်ပျိုးနိုင်မှုနဲ့ပတ်ဝန်းကျင်စိမ့်လန့်ဆုပ်ပြေစေဖို့အတွက်ဆယ်ရိုးချောင်းမြေအောက်တမန်ကိုတိဆောက်ပေးခဲ့တယ်လို့သိရပါတယ်။ဒီသတင်းကိုတော့မကွေးသတင်းဌာနကွဲမှပေးပို့ထားတာဖြစ်ပါတယ်ရှင်။မကွေးခရိုင်ဆယ်မြောင်းနေရေသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေနဲ့မြို့တိမြို့နယ်နေရွာကျေးရွာအနီးမှာ အလျားပြည်150အနက်ပြည်30ရှိတမန်အဖြစ်တိစောက်ပေးခဲ့တာဖြစ်ပါတယ်အဆိုပါမြေရောက်တမန်ကိုတော့2025 2026ဘဏ္ဍာနှစ်အတွင်းတိစောက်ခဲ့တာဖြစ်ပြီးလက်ရှိမှာတော့ရာနှောင်းပြည်ပြီးစီးနေပြီဖြစ်တဲ့အတွက်ခြေရွာ၂ရွာရှိအင်အားစု85စုနဲ့လူဦးရေ160အတွက်တောက်သုံးရည်နဲ့စိုက်ပျိုးရည်များရရှိစေနိုင်မှာဖြစ်တယ်လို့သိရပါတယ်ဒီဆေးဥချောင်းမြေရောက်တမန်ဟာအဝေးခရိုင်လူတမျိုးနယ်မှာရှိတဲ့နိုင်ရော်ကြီးမှအနီးမှာရှိပါတယ်မြေရောက်တမန်အလျားဟာ250ရှိပြီးတော့မှ တမန်အ ਨੇ ကဒီ30ရှိပါတယ်ခင်ဗျာဒီတမန်ကို2025-26ပန္နာရီနှစ်ပြည်တော်စုငွေလုံးငွေရံမုံငွေရနေပြီးတော့တိဆောက်ခဲ့ရတာဖြစ်ပြီးတော့ကုန်ကြဈေးကကျန်းငွေ56တန်းဖြစ်ပါတယ်ခင်ဗျာမြောက်တမန်မတိဆောက်ခင်တုန်းကတော့ရွာလာတဲ့မြမူးရီတွေဟာအလဟသက်မြေချောင်းထဲကိုစီးထွက်သွားပါတယ်ခင်ဗျမြောက်တမန်ဒီလိုတိဆောက်လိုက်ခြင်းအဖြစ်ရွာသွင်းတဲ့မူးရီကိုစူးစောင်းတူလောင်ထင်းသိမ်းပြီးတော့မှမြောက်ရီမြင့်တက်လာစီတယ်တောက်သွေးရီဆက်ပြိုးရီရရှိလာစီတယ် အဝန်ကြီးဆေးလန်းဆိုပြီးလာသေးတဲ့အကျိုးတွေရှိသေးပါရဲ့ခင်ဗျာဒီမြေရောက်တမန်ဟာအင်တော်စု85ခုလောက်နဲ့လူကြီး160ခန်းကိုအကျိုးပြုမှာဖြစ်ပါတယ်ဒီလိုမိုးရွာသွန်းမှုနေပါတဲ့မကွေးတိုင်းလိုဒေသမျိုးတွေမှာချိန်တိုတွင်အကျိုးရှိပြီးတော့ကုန်ကျစရိတ်နေပါတဲ့ထင်းသေးစရိတ်လည်းမရှိတဲ့မြေရောက်တမန်များကိုများများတိစောက်ပေးရန်လိုအပ်ပါတယ်ခင်ဗျာ2025-26အနာရီနေမှာပြည်တော်စုငွေလုံးငွေရံမုံငွေနဲ့မကွေးတိုင်းဒေသကြီးမှာ မြောက်တမန်ခုနှစ်ခုတည်ဆောက်နေပါတယ်ကျွန်တော်တို့မကွေးခရိုင်အနေနဲ့ကတော့မြောက်တမန်သုံးခုတာဝန်ယူတည်ဆောက်နေပြီးတော့ထိုသုံးခုကတော့ဆလီချောင်းမြောက်တမန်ပေါင်းဦးချောင်းမြောက်တမန်နဲ့ဆယ်ယူချောင်းမြောက်တမန်တို့ပြည်ရဖြစ်ပါတယ်ကျန်တဲ့၄ခုကတော့ဆယ်မြောင်းနဲ့ရည်သုံးချမှုစီမံခန့်ခွဲဦးစီးဌာနတည်ဆောက်ရေးသုံးနဲ့တည်ဆောက်ရေးရှစ်တို့ကနှစ်ခုစီတည်ဆောက်ပြီးတော့စုစုပေါင်းခုနှစ်ခုတည်ဆောက်နေတာဖြစ်ပါတယ်မိုးရွာသွန်းမှုနေပါတဲ့ဒီလိုအညာဒေသမှာဆိုရင်ဒီလိုမြောက်တမန်မျိုး တိဆောက်ပြီးတော့မှကိုညာစီတက်တာမယ်ချိန်တူတွင်ကျိုးရှိမယ်ဒေရာဆင်းလန်းဆိုပြီးမယ်ထင်းထင်းစီနဲမယ်မြောက်တမန်မျိုးတွေကိုမများတိဆောက်ပြီးဖို့လိုအပ်ပါကြောင်းတင်ပြလိုပါတယ်ခင်ဗျာမကွေးတိုင်းဒေသကြီးအတွင်း2025 2026ဘဏ္ဍာနှစ်မှာပြည်သူ့ငွေလုံးငွေရင်းရမုံငွေနဲ့မြောက်တမန်စုစုပေါင်း9ခုတိဆောက်လျက်ရှိပြီးမကွေးခရိုင်ဆင်မြောင်းနေရေးသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှာ16ချောင်းမြောက်တမန်ပေါင်ကူချောင်းမြောက်တမန်နဲ့ ဆေးဦးချောင်းမြောက်တမန်စတဲ့မြောက်တမန်သုံးခုကိုတာဝန်ယူဆောင်ရွက်လျက်ရှိရလို့သိရပါဗျ။ဒီသတင်းကိုတော့မကွေးသတင်းဌာနဝဲကပေးပို့ထားတာဖြစ်ပါတယ်ရှင်။